မယန်ကုန်းမြို့နယ်6ရက်ကွယ်ဇေယခီမလမ်းမှာဖေဖော်ဝါရီလ2ရက်နေ့ညပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးအနည်းဆုံးအင်ဂျီ30ခန်းမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာဖေဖော်ဝါရီလ2ရက်နေ့ည9နာရီခွဲခန့်ကမယန်ကုန်းမြို့နယ်6ရက်ကွယ်ဇေယခီမလမ်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားတယ်လို့သိရတဲ့အတွက်မိသက်တပ်ဖွဲ့မှတာဝန်ရှိသူတွေဟာမိသက်ရင်းတွေနဲ့အတူသွားရောက်ညှိနှိုင်းတက်ခဲ့တာပဲဖြစ်ပါတယ်။ မိလောင်ကျွမ်းမှုမှာဇေယခေမာလက်ရှိအိမ်တလုံးမှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးအနည်းရှိနေအိမ်များကိုမိခုဆက်လောင်ကျွမ်းခဲ့တာလို့သိရပါဗယ်။အဲ့ဒီမိလောင်မှုကြောင့်လေဖြတ်ဝေဒနာခံစားနေရတဲ့အသက်65နှစ်အရွယ်အမျိုးသားတဦးတည်ဆုံးခဲ့ပြီးရက်ွက်နေပြည်သူ300နီးပါးမိဘေးဒဏ်သည့်ဒဏ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗယ်။အဲ့ဒီအတွက်မိဘေးဒဏ်သည့်ရက်ွက်နေပြည်သူတွေကိုအနည်းရှိပုံကြီးကြောင့်မှာယာယီကယ်ဆယ်ရေးစကမ်ဖွင့်လက်ထားရှိထားပါဗယ်။ ဲ့ဒီမီလောင်ကျွမ်းမှုကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလာရောက်ကြည့်ရှုခဲ့တယ်လို့တာဝန်ရှိသူများလည်းလာရောက်ဆက်ဆေးခဲ့ပါတယ်။လက်တလုံးမှာတော့မီလောင်ကျွမ်းခြင်းကိုဝါယာရှော့ဖြစ်ခြင်းမှာစတင်တော့ကျွမ်းနေလို့ယူဆထားပြီးည7:00နာရီခန့်မှာမိငိမ့်တက်နိုင်ခဲ့ကမိသက်တဖွဲ့ဝင်အယောက်100ကျော်နဲ့မိသက်ရင်90စီခန့်ပူပေါင်းငိမ့်တက်ခဲ့ရတယ်လို့သိရပါတယ်။